မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့ကိုစီတဲ့တင်နဲ့အထွေထွေ YouTube channel ကနေတင်နေမတင်ဆက်မိတာနည်းနည်းရက်ချားွားတာအတွက်အခုနေပြန်ပြီးတော့ကျွန်တော်တို့တင်တွေကိုပြန်လည်းတင်ဖြစ်ပါလေပထမဆုံးတင်ကတော့ရုရှားနိုင်ငံမော်စကိုမြို့တွင်ရုရှားခေါင်းဆောင်ပူတင်နဲ့မင်းအောင်နိုင်တို့မတ်လ၄ရက်နေ့တွင်တွေ့ဆုံစဉ်မင်းအောင်နိုင်ကပူတင်ကိုမျက်စောဗျာဤဗျာဒိတ်တော်လာကြွမင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပြီးအဆိုပါစာအုပ်ကိုအခိုင်အမာသုတေသနစာတမ်းမရှိဖျားဟောဟောမဟုတ်အတင်မပြုတ်နိုင်ပဲရှားပွေဖော်ထုတ်ရေးသားတို့မှကလောင်အမီမောင်လွင်မြင့်ဟုတုံးဆွေးနေတော့ ယခုစစ်ကောင်စီဒုနိုင်ငံခြားရေးဝန်ကြီးလွင်ဦးဖြစ်သည်မောင်လွင်မြင့်မှပါဠိစာရေးဦးစောဆိုသူမြည်သူမှန်းမတိတော့စာရေးသူတဦးဤ1938ခုနှစ်ကထွက်ဝေတော့စာစာအုပ်မှာစာမျက်နှာ48မျက်နှာစာအုပ်ကြီးကိုကိုးကား၍ရက်စနစ်မြန်မာပြည်ချစ်ကြည်ရေးကိုအမွှန်းတင်၍ရေးခဲ့တယ်2005ခုနှစ်လောက်ကင်စစ်ပွဲအတွင်းတရုတ်ဘက်သို့လက်နက်ကြီးချော်ပစ်သဖြင့်ယာရုမနားလိုက်ရတော့လက်ရှိနိုင်ငံခြားရေးဒုဝင်ကြီးတူအားဆက်လက်၍တန်တမာယာရုထုံမတဆင့်ဝင်ကြီးနေရပေးထားတော့2 boss အားဆက်ဖားပြန်တယ် စစ်အာဏာတိမ်ပြီးစစကစတက်လာပြီးနောက်ငကိုအတိုင်းစစ်ဘုံများလူရပြန်ဝင်ကြလက်လူရစရာဇက်ချောင်းများကိုမရှက်မကြောက်တင်တွင်းလာကြတာဖြစ်ပါတယ်ဒါကတော့အားလုံးတည်တဲ့အတိုင်းတော်တော်လေးစိတ်ပျက်စရာကြီးဗျဘာလို့ဆိုနိုင်ငံခေါင်းဆောင်တယောက်အနေနဲ့တတ်မှတ်မယ်ဆိုရင်ဒါလက်ရှိတော်လိုင်းအင်အားစုဘက်ကပြည်သူဘက်ကသူ့ကိုနိုင်ငံခေါင်းဆောင်မတတ်မှတ်ပေမဲ့လက်ရှိစစ်တပ်ဘက်မှာတူဒီအာဏာသိမ်းသန်းတာဖြစ်တဲ့အတွက်ရစ်ချာတို့ကိုနိုင်ငံခေါင်းဆောင်နေတတ်မှတ်တာဒါတူလူနဲ့တူပေါ့အတိုင်းဘလို့ပဲဖြစ်ဖြစ်တူပါခေါင်းဟောမဟုတ်တူဒီနိုင်ငံခေါင်းဆောင် အနေနဲ့တူတူတွားတာနိုင်ငံကောင်းဆောင်တယောက်ကပြောနေဆိုနေတဲ့ပုံဟာရှက်စရာကြီးနော်ယိုဒူမရှက်မြင်သူရှက်တိုင်းပြည်အတွက်တကယ်လဲရင်နာဖို့ကောင်းပါလေအဲ့တော့ဒလိုမျိုးកောင်မျိုးတွေကကျုပ်တို့တိုင်းပြည်ကိုတက်ပြီးတော့အုပ်ချုပ်ဖို့လုပ်နေတာတကယ်တော်တော်ရင်နာစရာကောင်းပါလေနော်အဲ့တော့လွတ်အောင်ယုံနိုင်ယုံမယုံနိုင်သူတို့ကြက်မပြည့်တဲ့កောင်တွေအောက်မှာ ကျွန်တော်တို့ဘွားတွေမဟုတ်ကျွန်တော်တို့ရဲ့တားတွေမြီးတွေဘွားတွေပါပြစ်ဆက်ရဖြစ်ပါဟုတ်ကဲ့ဒုတိယသတင်းတစ်ပုဒ်ကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးတေဆုံးခဲ့တော့မုံရွာမန္တလေးအမြန်လမ်းပိုင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ကခီးတဲ့များနဲ့ခီးတဲ့တွင်ကားကိုတစားကန်လှုပ်ရိုက်တိုက်ခိုက်ခဲ့မှုကြောင့်ခလင်းငယ်တအူးအပါဝင်ခီးတဲ့တုံးဦးတေဆုံးခဲ့ရကြောင်းချုံမိုင်မိုင်ရင်းမမင်းမြို့နယ်မဟာမိတ်တပ်ပေါင်းစုမှတောင်းရင်ရှိသူတအူးကပြောဆိုလိုက်ပါတယ်မတ်လ၄ရက်နေ့ညနေ3:00နာရီ10မိနစ်အချိန်မုံရွာမြို့တွင်မှထွက်လာတဲ့ တံပြားကစစ်ကား2စီးကိုမုံရွာမန္တလေးအမြန်လမ်းပိုင်းတနေရာမှာမဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများကတိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီတံပြားကကဂျမကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအဆိုပါကားမှထိုးရက်တွားပြီးကြံစစ်ကားတစ်စီးမှလည်းလက်နက်ငယ်များဖြင့်ပစ်ခတ်ပစ်စည်းထားခဲ့ကြောင်းသိရပါတယ်တိုက်ပွဲအတွင်းဒုဗိုလ်တဦးအပါအဝင်18ဦးတေဆုံးပြီးတော်လှန်တပ်ပေါင်းစုဘက်မှရဲဘော်တဦးဒဏ်ရာရရှိကြောင်းစစ်ကား2စီးကိုလည်းမိရှုရှင်းလင်းနိုင်ခဲ့ပြီး MA1 လေးနဲ့ MA3 တုံး MA3 တက်လက် MA11 တုံးနဲ့ G3 တက်လက် G1 တက်လက်60မမစိန်ပြောင်းတက်လက်40မမစုံလေတက်လက်ကြီပေါက်မျိုးစုံ22ပေါက်လို့ရရှိခဲ့ကြအောင်တိရှိရပါတယ်။နော်ဒါကတော့လက်ရှိရန်ကုန်မန္တလေးအမြန်လန်းကတော်လိုင်းအင်အားစုတွေဘက်ကအောင်ပေါ်ပဲဖြစ်တယ်။ဒီတိုက်ပွဲရဲ့နောက်ဆက်သွဲအနေနဲ့တော်လိုင်းရဲဘော်ဘက်က၄ဦးကြဆုံးတယ်လို့တိရတယ်။ဒါကတော့ဒီတရင်မှာတော့မပါဘဲတိချာအတိပြုချက်ကျွန်တော်ရထားတာဖြစ်ပါတယ်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်တော်လိုင်းအောင်မြင်တာအောင်မြင်တာပဲကျွန်တော်တို့ရဲဘော်တွေခွေးတရားနဲ့မလဲနိုင်ပါဘူးနော်။ဒါကြောင့်မလို့တိုက်နဲ့တိုက်ပွဲတွေပေါ်ဆောင်တော့အဓိကကတော့ကျွန်တော်တို့ အတက်တွေအတွက်အဓိကထားရမယ်ရဲဘော်တွေရဲ့အတက်အန္တရာယ်ကနံပါတ်1အရေးကြီးတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့မတ်လ9ရက်နေ့နေပြည်တော်ကိုပြန်လည်ရောက်ရှိလာမယ့်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုကြိုးဆိုရန်မြန်မာနိုင်ငံရုပ်ချင်းအစည်းအရုံးမှအမှုပညာရှင်များအစိုးရများဟာတပြုတ်ဆောင်များ YMBA အပါအဝင်စစ်ကောင်းစီလောက်ဖွဲ့စည်းများနိုင်ငံတော်မှနမ်စီဒီယန်ဝန်ထမ်းများအခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများအပါအဝင်စစ်တပ်နှင့်ပတ်သက်နေသောအဖွဲ့အစည်းများကိုနေပြည်တော်သို့လာရောက်ရန်စင့်ခေါ်နေခြင်းဖြစ်ကြောင်းသိရှိရပါသည် အကြမ်းဖက်မင်းအောင်လှိုင်ကိုကြိုးစားရမှာရခင်ထက်ပုံမကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာစီစီကားကားကြိုးဆိုရန်ပြင်ဆင်ခိုင်းနေပြီးအိုစီဘုံမောင်းများဖြင့်နေပြည်တော်လေစိတ်မှလမ်းတစ်လျှောက်ကြိုးဆိုကြရန်လှုပ်ဆောင်နေခြင်းဖြစ်တယ်ဟုတိရပါတယ်အကယ်ဒမီဇင်ရောမောင်မောင်မေတန်းနုမေတင်စာဦးရန်အောင်ခန့်စီသူစိုးမြတ်ဒူစာစတဲ့စစ်တပ်ထောက်ခံတဲ့ဘောမအမှုပညာရှင်များဒိန်းအောင်ဦးဆောင်သောစစ်တပ်ဘက်တော်သားများဟာတလူရှင်တော်များအစိုးရယုံလေးအပါအဝင်စစ်တပ်လော်ဘီများကတက်တက်ကြွကြွပါဝင်ကြိုးဆိုခဲ့ကြပြီး ယခုဒီကရုရှားပြန်ဆင်တဲ့၎င်းတို့ဆက်လက်ပါဝင်ကြိုဆိုအောင်မယ်လို့တည်ရပါတယ်အဲ့တော့ကောင်းပါတယ်ကျွန်တော်တို့ဘောင်ရှာစောက်မဲ့နေရာမှာဘောင်ချာတဲ့ကိုထဲ့မဲ့နာမည်စင်းတွေကိုကျွန်တော်တိတိကျကျကျွန်တော်ရေးချင်မှတ်သားနိုင်တာပေါ့နော်အဲ့တော့တို့ပွဲမျိုးတွေခမျက်များလှုပ်ပေးပါစေတာမတာကျွန်တော်တို့ကိုဘက်နဲ့ဒီဘက်နဲ့ကွဲပြားစွာဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့မက်စလာ9ရက်နေ့မွန်လွဲ7နိုင်ကအချိန်ဘကိုးမြို့နယ် ကင်းပိုင်ကြုံကြောက်တန်းလန်းလန်းတနေရတဲ့ကင်းပိုင်ကြုံကြီးရွာမှာစစ်ကောင်စီခန့်ယာယီမှုကြော်ထူးကိုအင်းတကောင်မျိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များကတနက်နှစ်ချက်ပြစ်ခတ်ရှင်းလင်းခဲ့ရနေရာမှာတွင်ပွဲချင်းပြီးတေဆုံးတွားခဲ့ကြောင်းသိရပါတယ်။အဲ့ဒီနေ့ကပဲစစ်မှုထမ်းခြေလိုက်ကောက်ခဲ့သေးတဲ့ပြစ်ခတ်ရှင်းလင်းခံရပြီးတော့သူ့အကိုတင်ထွန်းဆိုတဲ့ချက်ဖွန့်ပါတီဥက္ကဋ္ဌကစကစစ်ခွေးတွေကိုရွာထဲခေါ်ပြီးလှက်ပတ်ရန်ကားနေလို့တရင်ရတယ်။အခုချိန်အထိလဲရွာထဲစစ်စေးရှာဖွေမှုတွေလုပ်နေတော့မဲရွာသူရွာသားချုပ်ကိုလည်းဘကိုးမျိုးကိုဖမ်း လို့တိရတယ်လို့အချို့နဲ့ပြန်လွတ်လာပြီလို့သတင်းရထားပါတယ်။ပြစ်ခတ်ရှင်းလင်းခဲ့တဲ့ရဲဘော်တွေအားလုံးကတော့ဘေးကင်းတဲ့နေရာကိုရောက်ရှိနေပါပြီဟုအင်းနဂေါ်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံပြောကြားထားပါတယ်။အင်းနဂေါ်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့စစ်ကောင်စီထောက်တိုင်များကိုဆက်လက်၍တုတ်တင်ရှင်းလင်းတော်မူဖြစ်ပြီးပြည်သူလူထု၏အကျိုးစီးပွားကိုကာကွယ်ပေးမည်ဖြစ်ဖြစ်ကြောင်းပြည်သူလူထု၏အကျိုးစီးပွားကိုထိပါးစေမဲ့ ်မြည်သည့်ရန်ကားမှုမျိုးကိုမဆိုလက်ခံမိမှုကြောင့်တရင်ထုတ်ပြန်ထားပါဒီနေရာမှာတခုရှိတာစစ်ကောင်စီဘက်ကလူတွေကဒီလိုဟာမျိုးတွေလောက်ရင်သူကဘာပြောဆိုတော့မင်းတို့ကအမြင်မတူတဲ့လူရန်တူလို့တတ်မှတ်တယ်ပေါ့ကျွန်တော်တို့တွေအမြင်မတူုံနဲ့ရန်တူမဟုတ်ပါဘူးเนาะအမြင်မတူလို့ရှိရင်ကိုယ့်ကိုနေနေပါဘေးဖယ်နေနေပါဒါပေမဲ့ငါတို့ရဲ့ရန်တူအားပေးငါတို့ရန်တူကိုတော့မပေါင်းနဲ့ငါတို့ရန်တူနဲ့တွားပေါင်းပြီးငါတို့ရန်တူအားပေးလောက်လာရင်တော့မင်းလည်းရန်တူဖြစ်မှာလေဒါရှင်းပါလေအဲ့တော့လက်ရှိတော်နိုင်အင်အားစုတွေဘက်ကရန်တူအဖြစ်တတ်မှတ်ကြတယ်ဒါပါပဲ အမြင်မတူတော့ဘယ်သူမှယန္တူပြစ်တတ်မှတ်ပြီးတုတ်တင်ပိုင်းမရှိပါဘူးယန္တူအားပေးလို့ပြီးယန္တူနဲ့ပူးပေါင်းပြီးတော့ပြည်သူကိုဒုက္ခပေးလာရင်တော့ယန္တူပြစ်တတ်မှတ်ပြီးတော့တုတ်တင်ချိန်မုံတော်ခံရပါလိမ့်မယ်။ဒါရှင်းပါတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကောင်စီကိုလက်နက်တွေရောင်းချနေတဲ့ဗီလာရုနိုင်ငံကမြန်မာနိုင်ငံမှာယင်းနှိမ့်နှံမှုတွေပြုလုပ်ဖို့ တဘောတူစာချုပ်တို့လက်မှတ်ရေးထိုးတွားမယ်လို့အာနာတိန်စစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြလာပါတယ်။ဗီရာတို့နိုင်ငံဟာစစ်ကောင်စီအတွက်အရေးပါတဲ့လက်နက်တင်ဖို့ရနိုင်ငံဖြစ်ပြီးမြန်မာစစ်တပ်နဲ့စစ်ဘက်နီးပညာပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်တရားလဲထားရှိတယ်လို့ Justice for မြန်မာအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံကိုဗီရာတို့ကစစ်လက်နက်ရောင်းချမှုတွေထဲမှာ2016ခုနှစ်ကပေးပို့ခဲ့တဲ့မြေပြင်မှဝေဟင်ပစ်လေချောင်းရံကာကွယ်ရေးဒုံးကျည်စနစ်နှစ်ခု2015 16ခုနှစ်မှာပေးပို့ခဲ့တဲ့ M3M9 မြေပြင်မှဝေဟင်ပစ်ဒုံးကျည် တရား2019ခုနှစ်မှာပေးပို့ခဲ့တဲ့ MI24 MI35 တိုက်ခိုက်ရေးရဟန်းရင်နှစ်စီးတို့ပေးပို့ခဲ့တယ်လို့ JFN ကထုတ်ဖော်ခဲ့ပါတယ်အထူးသဖြင့်စစ်လက်နဲ့ရောင်းချခြင်းစစ်လက်နဲ့ထုတ်လုပ်ခြင်းဤပညာလွှဲပြောင်းပေးခြင်းနဲ့စစ်တပ်နဲ့ပေးခြင်းတို့ကိုမြန်မာစစ်ကောင်စီနဲ့ဗီလာတို့တို့ပူးတွဲလှုပ်ဆောင်ချိုးလဲပြုလုပ်ထားပါတယ်ဒါတော့တူတော်ချင်းချင်းတင်းနှွင့်လင်ပေါ့နော်တူရတူရတွေပဲစုပါတယ် Russia's ဆိုတာကလည်းနော်ဗီလာတို့ဆိုတာ Russia အောက်မှာရှိကြပါ Russia ဆိုတာကသူများနိုင်ငံကိုတွားရောက်ကျူးကျော်တိမ့်ပိုက်နေတဲ့အာဓမကောင်ပဲ เนาะအဲ့တော့မင်းအောင်လှိုင်ဆိုတာအလုံးထိတဲ့အတိုင်းကိုပြည်သူကိုပြတ်တန်းနေတဲ့စစ်သွေးကြောအတ္တမကောင်ပဲအတ္တမကောင်အချင်းချင်းပူအောင်တော့တိတ်တော့မထူးဆန်းဘူးသူတို့ဘာလုပ်လို့ကျွန်တော်တို့ဘက်ကတော့တုတ်ပြန်ဖို့အဆင်ပဲဖြစ်နေရမယ်ကျွန်တော်တို့တွေစီးလုံးဖို့လိုတယ်ညီညွတ်ဖို့လိုတယ်ဆိုတော့ပြောတာဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်သူ့ကာကွယ်တပ်မတော်ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့တော်လှန်ရေးရဲဘော်တွေကိုပြည်သူ့တော်လှန်ရေးထောက်ပို့တပ်ပက်ထောက်ပို့ငွေနဲ့ကြီးကအင်ဂျီကြီးကပလိတ်ပြား ကြီးကအောက်ထောက်တက်ဆင်ပေးနိုင်ခဲ့တယ်လို့ဒီနေ့မနေ့ပိုင်းမှာထုတ်ပြန်လိုက်ပါတယ်ပြည်သူတော်လှန်ရေးထောက်ပို့ PRF အနေနဲ့ရန်ကုန်တိုင်းအတွက်ပါဝင်ထောက်ပို့ခဲ့တဲ့ထောက်ပို့ငွေပမာဏဟာထောက်ပို့ခဲ့တဲ့ထောက်ပို့ငွေပမာဏဟာတန်ရင်ထောက်မှတ်နဲ့အထွေထွေအတုံးစိအတွက်လိုအပ်မှုတဲ့ပုံမူရရှိခဲ့တာကြောင့်ရန်ကုန်တိုင်းတန်ရင်အတွက်ကြီးကအင်ဂျီအခု160ကပလေးပြအခု320နဲ့ကြီးကအောက်ထောက်အခု160တို့ကိုတက်ဆင်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီသူလူတို့ရဲ့လင်းနဲ့တဲ့မြေတားနဲ့ပါဝင်ထောက်ပို့မှုတွေကြောင့် PR PDF ရဲဘော်တွေဟာလုံခြုံရဲရင်စွာဆက်လက်တိုက်ပွဲဝင်နိုင်ပြီဖြစ်ပြီး တော်လှန်ရေးအရှိန်ကိုမြင့်တင်ကစစ်ရေးအောင်ပွဲတွေအလီလီထက်မှန်ရရှိနိုင်ဖို့အတွက်လည်းပြည်သူတော်လှန်ရေးထောက်ဖို့တက်တာတွေအနေနဲ့ထောက်ဖို့တက်မှာအောင်ပုံယူရဖို့ကိုရန်ကုန်တိုင်းစစ်ဌာနကတိုက်တွန်းထားပါတယ်။နော်လက်ရှိတော်လှန်ရေးမှာလိုအပ်ချက်ကတော့ဘတ်ဂျက်ပဲဗျ။ဘတ်ဂျက်မရှိလို့ဒီလောက်ကြာနေတာ။ကျွန်တော်တို့မှလူအားမလို့မလိုပါဘူးလက်ရှိစစ်ကောင်စီကိုတိုက်ဖို့အတွက်ကျွန်တော်တို့မှငွေအားပဲလိုတာပါအဲ့ဒီငွေအားရှိမယ်ဆိုရင်တော်လိုင်းအင်အားစုတွေကကောင်းကောင်းချေမုန်းနိုင်ပါလိမ့်မယ်ဒါပေမဲ့လို့အဲ့ဒီငွေအားက ပြည်သူတွေကနေပြည်သူပဲပြန်ထောက်ပံ့ရင်တွားနေရတာဖြစ်တဲ့အတွက်လိုအပ်ချက်တွေနဲ့များပြားနေတာဖြစ်ပါတော့အရေးပေါ်တဲ့အနေနဲ့နားလည်ပေးဖို့လိုသလိုကျွန်တော်တို့ပြည်သူတွေအနေနဲ့ရတယ်နိုင်တဲ့တော့ဝိုင်းတော့ကြောက်ပြီးပြီပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကြားဖြန့်ငွေလိန်ခိုင်းကိစ္စဖြင့်တရုတ်ဤသတင်းပေးပို့မှုကြောင့်ဖမ်းဆီးခံရရတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကိုစစ်ကောင်စီကမတ်လ3ရက်ကပြန်လွှတ်လိုက်ကြောင်းသတင်းရင်းမြစ်မြန်ထံမှတိရပါတယ်ပြန်လွှတ်လာတဲ့တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးစိုးနိုင်ထွန်းထွန်းနိုင်စိုးမှာ စစ်ကောင်စီအတွင်းမူအောင်လင်းတွဲဤတူတော်ဆက်တူဖြစ်ပြီးရင်းအတွက်ကြောင့်ပြန်လွှတ်ခြင်းဖြစ်နိုင်ကြောင်းတည်ရင်းမြင့်များကတုံ့တက်ပါလေမင်းအောင်လိုင်းရုရှားသွားလို့မရှိတဲ့အချိန်နောက်ကအောင်လင်းတွဲအနေနဲ့ပြန်လွှတ်ပေးတာဖြစ်နိုင်တယ်တူကအတွင်းမူပဲလေလှုပ်ရဲမှာပေါ့ဒါပေမဲ့တရုတ်ကပေးတဲ့တည်င်းအရာဖမ်းတာဖြစ်လို့တရုတ်ကတော့ဖြေရှင်းရလိမ့်မယ်ဟုတ်တည်င်းရင်းမြတ်တူကတုံ့တက်ထားပါလက်ရှိစစ်တပ်ထဲမှာကအင်အားကြီးတာစားပဲတရားတာမတရားတာမရှိဘူးတိရိစ္ဆာန်ဝါဒကိုကျင့်သုံးနေတာပါအဲ့တော့စစ်တပ်ထဲမှာလည်းတူလူငါလူဆိုတာအင်အားတွေတိဆောက်ထားရပါတယ် เนาะဒါကသူ့ရဲ့ background ဓာတ်ငါးရဲ့ background ဒါသူ့ရဲ့တက်ဓာတ်ငါးရဲ့တက်အဲ့တော့အဲ့လိုအနေထားမှာအားပြန်နေကောင်ကစားဝါတာပဲအဓိကကတော့ဟိုတစ္ဆာရှိလို့ပေါင်းနေကြတာမဟုတ်ဘူးမင်းထင်ငါလည်းထင်ဆိုတော့ တယောက်အမီးတယောက်နေပြီးတော့ပေါင်းနေကြတဲ့အကြမ်းဖက်ဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့တယောက်စီမံစီမံကိန်းတွေရှိတဲ့ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မှာတယောက်ဂျေးစာစစ်သားတွေကြောက်ဖြူမြို့ကိုရောက်ရှိလာတယ်လို့ဒင်းရရှိထားတာဖြစ်ပါတယ်။စစ်ရေးသတင်းများကိုလေ့လာနေလို့ဒေသခံတဦးကသူတို့ကတယောက်စစ်ဝစ်စုံနဲ့မဟုတ်ပဲမြန်မာစစ်တပ်ဝစ်စုံတွေဝတ်ပြီးအတွင်ပြောင်းထားပြီးပို့တာပါ။စစ်တပ်ဘက်ကဝင်ကူပြီးအေအေကိုတိုက်ဖို့လားတရုတ်စီမံကိန်းအတွက်လုံခြုံရေးယူဖို့လားတေချာမပြောနိုင်သေးပါဘူး စနိုက်ပါတမားတွေလည်းပါတယ်လို့တရင်ထွက်နေတယ်လို့ပြောပါတယ်သူတို့ကိုကြောက်ဖြူမြို့နဲ့တစ်ပုတ်တောင်အခြေစိုက်ဒညဝတီရေတပ်ဌာနချုပ်အနီးမှာအားတက်တော့ A နဲ့စစ်ကောင်စီတို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်ဖေဖော်ဝါရီလနောက်ဆုံးပတ်ကကြောက်ဖြူတို့လေချောင်းကတဆင့်ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖေဖော်ဝါရီလ28ရက်နေ့ရန်ကုန်လေသိပ်ကနေတဆင့်ကြောက်ဖြူမြို့တို့တရုတ်ကျင်းစားစစ်သား25ရောက်ပို့ဆောင်ခဲ့တယ်လို့စစ်ကောင်စီရဲ့နှိစက်တဲ့အတိုင်းအဝိုင်းကိုကိုးကားပြီး DVD တင်ရဖော်ပြထားပါတယ်အဲ့ဒါ25ရောက်ပထမ25ရောက်ပို့ထားတယ်အဲ့ဒီအချိန်မှာနေ90ပို့ထားပြီးတော့ကြတိရဖြစ်တဲ့အတွက်လက်ရှိအချိန်မှာရခိုင်ပြည်နယ်မှာတရုတ်ကျေးစားစစ်သားတွေကိုတော်တော်များများပို့ထားတာဖြစ်ပါတယ်ဒါပေမဲ့မပူပါနဲ့ AA ကမုတ်တီချက်ပြီးတော့နော်ခတ်ဆရာလောက်လိုက်ပါလိမ့်မယ်အဓိကပါတယ်ခြိုက်တဲ့ကောင်လာခဲ့ကျုံးမယ်ဆိုတာကြီးပဲ AA မှာအဲ့တော့ပို့ကျင်တော့ပို့ပါတရုတ်သားပို့စားလို့ပေါ့နော်အခုနောက်ထပ်သတင်းတစ်ပုဒ်ကတော့အုတ်ဖို့မြို့နယ်တာလီကကြေးရွာမှာနေတဲ့ဒေါင်းစဘာအုတ် အုတ်ချုပ်ရမှုမြစ်ဦးကိုတာယာဝတီခရိုင်တပ်ရင်းအမှတ်383ညတက်ခွန်း9ကျိုးပင်ကောင်ဟီရိုပြောက်ကြားတပ်ဖွဲ့ကတော်လှန်ရေးရဲဘော်တွေမနေ့ကမက်လာ6ရက်နေ့နေ့လယ်3နာရီခန့်မှာရှင်းလင်းခဲ့တာလို့သိရပါတယ်။တာလီကဂွေချောင်းဆက်သွေးလမ်းတိုင်းဖောကားနဲ့လယ်ထဲကိုမောင်းနှင်လာချိန်မှာကျိုးပင်ကောင်ဟီရိုပြောက်ကြားတပ်ဖွဲ့ကရှင်းလင်းခဲ့တာကြောင့်ဖောကားတစ်စီးနဲ့ဖုံးတလုံးတိမ့်ဆဲနိုင်ခဲ့တာလို့ data တွင်တော်လှန်အင်အားစုတွေကပြောပါတယ်။ တေဆုံးသွားတဲ့မြို့ဦးဟာကြေးရွာအတွင်းကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရမှာဦးဆောင်ပါဝင်ပြီးအကြက်မဲ့စစ်ကောင်စီတပ်နဲ့ပေါင်းကအခွန်နဲ့ဆက်ကြီးတွေအထမကောက်ခံနေတဲ့အပြင်ရက်ရွာအတွင်းကလူငယ်တွေရှိတဲ့အိမ်တွေကိုစစ်မှုထမ်းကြီးကောက်ဖို့အုပ်ဖို့မြို့နယ်ရဲစခန်းကိုတိုက်တွန်းနေတာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့တာလို့သိရပါတယ်။ပြည်သူလူထုအနေနဲ့အကြမ်းမဲ့စစ်တပ်ပြူစော်တီတွေနဲ့စစ်တပ်ထောက်တိုင်တွေကိုရှောင်ရှားသွာလာနေထိုင်ကြဖို့တာယာဝတီခိုင်တပ်ရင်းအမှတ်383တက်ခွဲ9 ကျုံမင်ကောင်ဟီရိုပြောက်ကြားတပ်ဖွဲ့ကအတိပေးပြောဆိုထားပါလေ။ဒါကတော့နေတိုင်းမှာအခုဆိုရင်စစ်ကောင်စီအတွက်ဒီတပ်သားတစ်တွေစုဆောင်တဲ့နေရာမှာအုတ်ကြီးတွေနီးမျိုးစုံနဲ့ရုပ်မှန်နေကြတာရှိတယ်။သူတို့ကိုယ်တိုင်လည်းအခွင့်အရေးတွေရတယ်၊ပတ်စံတွေရတဲ့အတွက်အောက်မှာရှိတဲ့ပြည်သူလူထုတွေကိုနော်အမ်မရမထက်မနေနောက်ဆုံးဘလောက်ထိစိုးလဲဆိုရင်တွတ်တူစစ်သည်ဝင်သွားတဲ့အိမ်မာတော်မှသူ့သားကစစ်သည်ရောက်နေပြီ။စစ်မှုထမ်းအတွက်ပတ်စံသွားကောက်တာတွေရှိတယ်လို့ကြားသိရတယ်။အဲ့ဒါလောက်ထိစိုးတာ။ အဲ့တော့ဒီလိုအကောင့်မျိုးတွေကိုကျွန်တော်တို့ကထားလို့မရဘူး။ဒါကြောင့်မလို့ PDF တွေအားကောင်းတဲ့ data မှာဖြစ်ဖြစ်ပျောက်ကြားတွေအားကောင်းတဲ့ data မှာဖြစ်ဖြစ်ဒီလိုမျိုး P2 ကိုဒုက္ခပေးနေတဲ့အုတ်ချုပ်ရေးမှုတွေကိုတော့ပြက်ပြက် data ကောင်ကင်တွင်နိုင်ဖို့အရေးကြီးတယ်။စစ်ကောင်စီရဲ့ထောက်တိုင်ရန်ဒါတွေကအဓိကပဲ။အဲ့တော့ထောက်တိုင်တွေကိုဖြိုမှတာအပေါ်ကပင်စီလဲမှာဖြစ်ပါလား။ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်တဲ့သတင်းတွေကိုအစနဲ့အဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့ညီကောင်မတို့မှတူတူတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ပိုင်းတွေမှာလည်းဆက်လက်ပြီးတော့သတင်းတွေပြန်လည်တင်ဆက်ပေးသွားပါမယ်။ဒီနေ့ကအစတင်ဆက်တဲ့နေ့မှာအားနဲ့မန်နဲ့ဂျင်ညာမယ်လောက်ထားတာ။ဖုံးစံအတိုင်းပဲဗျာကျွန်တော်အဲ့ဒီ joke ကပြန် ဒီနေ့မှတက်တဲ့ဆန်တွေပြန်ထိုးလာတဲ့အတွက်တည်င်းကျင်ညာတဲ့နေရာမှာအစင်ပြေရလေးများရှိရင်ခွင့်လွှတ်ပေးပါလို့အားလုံးမြတ်တရားခံပါတယ်မင်္ဂလာညချမ်းပါခင်ဗျာအားလုံးဘေးပြေဝေးကြ